မြန်မာနိုင်ငံရဲတပ်ဖွဲ့ဟာပြည်သူ့ဗဟိုပြုရဲလုပ်ငန်းစနစ်နဲ့နိုင်ငံတကာရဲတပ်ဖွဲ့တွေနီးတူပြည်သူကိုဝန်ဆောင်မှုပေးနေတယ်လို့ရဲမှုချုပ်မြဝင်းကပြောကြားပါတယ်။ခိုင်ပန်းသူသတင်းပေးပို့ထားပါတယ်ရှင်။မြန်မာနိုင်ငံရဲတပ်ဖွဲ့မှာလက်ရှိရဲဝင်တဲ့အင်အားနည်းပါးအားကြောင့်အခက်အခဲတချို့ရှိနေပေမဲ့လည်းပြည်သူဝန်ဆောင်မှုလုပ်ငန်းတွေမှာရှိတဲ့ဝန်ထမ်းအင်အားနဲ့နိုင်ငံတကာရဲတပ်ဖွဲ့နီးတူပြည်သူဝန်ဆောင်မှုလုပ်ငန်းတွေလွှတ်ဆောင်ပေးနေတယ်လို့ရဲမှုချုပ်မြဝင်းကပြောပါတယ်။ ပြည်သူ့ဘုံကြီးရေလုံငန်းစနစ်နောက်ပြည်သူ့ဝန်ဆောင်မှုပြီးတဲ့ရေလုံငန်းစနစ်လက်ဓာရီယာကိုထားနိုင်ငံတကာလေးတူမြန်မာနိုင်ငံရဲ့ရဲတပ်ဖွဲ့ကိုဆွမ်းရည်မြေတည်တာပြီးနေတယ်။ဘုကင်းချစီရင်ဆောင်ရွက်ရမှာလဲပြည်သူလူထုပူးပေါင်းဆောင်ရွက်ခြင်းတရင်ပေးခြင်းနည်းစနစ်နဲ့ဆောင်ရွက်လျက်ရှိကပြည်သူတွေပူးပေါင်းပုံဝဲမှုကမှုကင်းဖြစ်ပွားမှုနှုန်းကျဆင်းတဲ့ကျဆင်းလာမယ်လို့ရဲတပ်ဖွဲ့ကမျှော်လင့်ထားပါတယ်။ကျွန်တော်တို့ပြည်သူ့ဘုံပြုရေလုံငန်းစနစ်ဆိုတာအဲဒီလုပ်ငန်းအောင်မြင်လာတဲ့အခါမှာကျွန်တော်မှုကင်းတွေအများကြီးနည်းလာမယ်။ ရဲပြည်သူလူထုကလည်းရဲတပ်ဖွဲ့ပေါ်ယုံကြည်မှုတွေအများကြီးပိုလာမယ်ရဲဆိုတာလည်းကျွန်တော်တို့သူတို့ကာကွယ်ပေးနေတဲ့တရားဥပဒေစိုးမိုးကိုစောင်းနေတဲ့အခွင့်အရေးဆိုပြီးတော့ပို့ပြီးတော့ကျေပြန့်ပြန့်ပို့ပြီးတော့တည်လာတာပေါ့ရဲတပ်ဖွဲ့ဝင်တွေဟာနိုင်ငံသားပြည်သူလူထုကိုမိဘတပွဲမိတ်ဆွေတငယ်ချင်းများတပွဲသဘောထားဆက်ဆံပြီးအကူအညီပေးကြရမည်ဖြစ်ပြီးရဲလုပ်ငန်းဟာထိန်းချုပ်ကန်တော်ဖို့မဟုတ်ဘဲဝန်ဆောင်မှုပေးရန်သာဖြစ်တယ်လို့ရဲတပ်ဖွဲ့ကပြောကြားခဲ့ပါတယ်ပြည်သူတွေနဲ့တသားအရီးဖြစ်အောင်ပြည်သူဘိုးပြုပြီးရဲလုပ်ငန်းတွေဆောင်ရွက်နိုင်အောင်လို့အစိမ့်တက်တက်မဖြစ်အောင်လို့ဆိုပြီးဒီလူရည်ရဲချင်းနဲ့တင် जा ပို့ချရင်ဖြစ်ပါတယ် သူဗဟိုပြုရဲလုံငန်းစဉ်စနစ်စမွားတင်တဲ့နှစ်မြင်ဆောင်2019ကိုအမှတ်နှစ်လုံခြုံရေးရဲကွက်ကဲမှုအဖွဲ့ရုံးကရဲတင်တဲ့30ကြော်တက်ရောက်ခဲ့ပါတယ်ကျမခိုင်ပန်းနူပါ